အားလုံးပဲမင်္ဂလာပါရှင်။ Yuki Comic Channel လေးကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းအကြောင်းအရာကတော့ဖះရှင်ရဲ့တတိယမြောက်အောင်ခြင်းဖြစ်တဲ့နာနာဂရိစင်ကိုအောင်တော်မူခြင်းနဲ့လူတွေမသိသေးတဲ့ဒေဝရက်ကြောင့်အပြည့်စုံကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းနဲ့မှာဒေဝရက်ကဖះရှင်မောဘလောက်ထိရုံမှကောက်ကျစ်ခဲ့တယ်လဲဆိုတာနဲ့သူ့ရဲ့နောက်ဆုံးထွက်သက်မှာဘလောက်ထိခံစားသွားရလဲဆိုတာကိုပြောပြရင်းနဲ့ဖခင်ကိုပြန်တဲ့အစာတသက်မင်းအကြောင်းမှာပါမှာဖြစ်လို့ဇာတ်လမ်းလေးကိုလိုက်ပါကြည့်ရှုပေးကြပါအောင်နော်။ ဇလလင်းစတင်ပြီးထုံးစံအတိုင်း YouTube channel လေးကို like subscribe နှိပ်ပေးခဲ့ကြပါအောင်နော်လုံလီပြီးတော့အခါမကရတိုင်းရှိရာစကြူပြည်ကိုဗိမိတာမင်းအုပ်ချုပ်တော်မူလေတဲ့အဲ့ဒီအချိန်အခါကမြတ်စွာဘုရားရှင်သည်ရာစကြူပြည်ရှိဝေလူရင်ကျောင်းတော်မှာတည်င်းသုံးတော်မူလေတဲ့ အဲ့ဒီအချိန်မှာပဲရတောရီယာရဲ့အကိုတော်ဆက်သူဒေဝရမင်းသားဟာလေယဟန်ဝစ်ခဲ့ပါတယ်။ဒါပေမဲ့လို့ဒေဝရဟာသူနဲ့အတူတပြိုင်တည်းဝစ်ခဲ့တဲ့တခြားယဟန်များကဲ့သို့ယဟန်နာအဖြစ်သူမရောက်ရှိသေးပါဘူး။ဒေဝရကပကတိလူသားတို့ထဲအနှငယ်သားလုံးနဲ့လော်ကိဆန်အဘိညာန်တကူတာရှိပြီးတော့ကောင်းငင်ရန်နိုင်ပြန်တန်းနိုင်ခဲ့ပါတယ်။သူ့ပြင်မဲ့လေသူ့ရဲ့စိတ်ကတော့တဏမာနအထာတို့ဖြစ်ဖုံးလွှမ်းနေစေပဲဖြစ်ပါတယ်။ ဇနီးမှာတော့ရှင်သာရိပုတ္တရာနဲ့ရှင်မဟာမောက္ကလန်တို့သည်ဒေဝရထံနောက်ကျမှယဟန်ပြုခဲ့တော်လဲတရားထူးတရားမြတ်ကိုမကြမီရရှိသွားကဖယားရှင်ရဲ့အခါတောက်ကကြီးများဖြစ်လာခဲ့တယ်။ဒေဝရသည်ရှင်သာရိပုတ္တရာနဲ့ရှင်မဟာမောက္ကလန်တို့ရရှိတဲ့ပူဇော်ပသမှုများကိုမြင်တဲ့အခါမှာတော့မနာရိုဖြစ်လာပြီးတော့တရားများကိုလိုချင်ခဲ့တယ်။ဒါကြောင့်သူကိုယ်တိုင်ပစ္စည်းဥစ္စာနဲ့ပူဇော်ပသမှုများရရှိနိုင်ရန်ကြံစည်ခဲ့လေတယ်။ဒါကြောင့်ဒေရက်ကအကြံထုတ်ခဲ့ပါတယ် ရှင်ကြီးခေါရမကိုကိုးကွယ်တဲ့ဘယင်းလေးကိုချီကပ်လို့ကတော့ငါ့ကိုယုံကြည်ကိုးကွယ်ကြမှာမဟုတ်ဘူး။ဒီတော့အစာတသက်မင်းသားကိုဘယင်းဖြစ်အောင် လုပ်ပြီးတော့ငါကမင်းဆရာလောက်ကလက်လာပါပေါ်မြအောင် လုပ်ရမယ်လို့တွေးကမိမိသားမင်းကြီးရဲ့သားတော့အစာတသက်မင်းသားထံချီကပ်ခဲ့ပါတယ်။ဒီဝရသည်အစာတသက်ရဲ့နန်းတော်သို့ဇန်တကူနဲ့ဝင်းရောက်ကတကူပြခဲ့ပါတယ်။သူဒီသူ့ရဲ့လောကီဆန်တကူနဲ့ရုံပြောင်းရုံလေးလောက်ကတကူပြခဲ့ပါတယ်။အစာတသက်မင်းသားကလည်းကြောင်ရုံထိန်လန်းရထအောင်မိတယ်။အလို အရှင်ဒီဝရကတိတ်တကူရှိတာပဲခမင်းတို့ကိုကိုယ်ရဲဖရာတော်မှာဒီလိုတကူမျိုးတစ်ခါမှမပြဘူးလို့အစာတသက်ကပြောလိုက်တယ်ဒီဝရကလည်းဒါငါအစွမ်းအကုန်မဟုတ်သေးဘူးငါစီကဒီပညာမျိုးသင်ချင်းငါ့ကိုဆရာတင်မောမင်းသားရဲ့လူပြန်ပြေးလိုက်ပါတယ်အစာတသက်ကလည်းမှန်လားပါတပီးတော်အနေနဲ့အရှင်ဘုရားပြတဲ့တကူနဲ့အရှင်ကိုကြည်ညိုလာပါပြီအရှင်ကိုစီးကပ်ကူးကွယ်ပါတော့မယ်ဘုရားလို့ရှောက်တင်နေတယ်အစာတသက်သည်လူငယ်ဖြစ်တာကြောင့်ဒီဝရကလွယ်လင်းတကူတွေးဆောင်စီလုံးနိုင်ခဲ့ပါတယ် အဲ့ဒီအချိန်မှစပြီးအစာတသက်မင်းသားသည်ဆရာဒေဝရက်ကိုအလွန်ကြည်ညိုသွားကဒေဝရက်နေနောက်လိုက်ယဟန်များအတွက်ကြောင်းဆောက်ပေးခဲ့ပါတယ်။အဲ့ဒီနောက်ယထာ900ဆွန်းအိုး900တို့ဖြင့်နနက်တစ်ချိန်ညတစ်ချိန်သွားရောက်စီးကပ်ပါတယ်။သူအခါဒေဝရက်စိတ်ဝင်လက်လာပါနေပူဇော်ပသမှုများများပြားလာမှုကြောင့်မှန်တက်လာခဲ့ပါတယ်။ဒါဆောင်ဒေဝရက်ကငါသည်ယဟန်တန်ကအပေါင်းတို့အားဆောင်းခြင်း၍ဖျားတဆူအဖြစ်ခေါင်းဆောင်အန်းလို့တွေးလိုက်တယ်။ ထို့သောရုံမှကောက်ကျစ်တဲ့အကြံအစီကြောင့်ဒီဥရရဲ့လောကိဆန်အဘိညာဉ်တကူများမှာရှော့ကြလေးပါတော့တယ်။တနေ့တွင်ဖျားရှင်သည်မြောက်သောသောယဟန်ပရိသတ်များအားတရားရည်အမြိုက်စေးကိုတိုက်ကျွေးဟောကြားတော်မူလျက်ရှိတယ်။မြောက်သောသောပရိသတ်တို့တွင်ဒီဥရလည်းပါဝင်ခဲ့တယ်။ဒီဝရကသူ့အကြံစီနဲ့လာရောက်တဲ့သူဖြစ်တာကြောင့်ဖះရှင်ဟောကြားတဲ့တရားများသူ့နာထဲမဝင်ခဲ့ပြီ။သူကြံစီထားတဲ့အတိုင်းပြောရမယ့်စကားတို့ကိုသာတွေးတော်စဉ်းစားနေမိတယ် ဖယားရှင်တရားဟောပြီးတဲ့နောက်မှာတော့ဒေဝရတ်ကတန်ခါအဖွဲစီရဲ့ခေါင်းဆောင်အဖြစ်တောင်းဆိုခဲ့တော့လေမြတ်စွာဘုရားကညှင်းပယ်ခဲ့တယ်အဲ့ဒီအခါမှာတော့ဒေဝရတ်ကရှင်ယွန်သွားပြီးတော့မြတ်စွာဘုရားရှင်အပေါ်တိုင်းအာဃာရတိုးပွားလာခဲ့တယ်။အဲ့ဒီနောက်မြတ်စွာဘုရားရှင်ကအရှင်သာရိပုတ္တရာဟာဒေဝရတ်၏အပြုအမူသည်ကိုရောစိတ်ပါပြောင်းလဲသွားပြီးတော့ယခင်ကဒေဝရတ်နှင့်မတူတော့ပြီ။ဒါကြောင့်ဒေဝရတ်အားတန်ခါဟူ၍အတိမတ်မပြုရဒေဝရတ်ဟူ၍သာမှတ်ယူရမည်လို့ကြေညာရန်မိန့်တော်မူခဲ့တယ်။ ထီရဲ့เจ้าကိုဒေဝရကြားတင်သွားတဲ့အခါမှာတော့ရှင်ကြီးကောရမနဲ့တပည့်တွေကငါ့ကိုတန်ငါဖြစ်ကစွန့်မဲလိုက်ကြပြီကိုဒါငါ့ကိုတက်တက်အဆက်ခွဲတာသင်တို့ကတန်ငါဖြစ်အတိမတ်မပြူတော့ရောဘာဖြစ်ကြုံငါ့ကိုဆရာတင်မဲ့သူအရင်သင်ရှိပြီးသားပဲရှင်ကြီးကောရမကငါ့ကိုစွန့်ပယ်မှာတော့ရှင်ကြီးကောရမရဲ့အကျိုးစီးပွားမဲ့အောင်ငါကပြန်ပြီးတုံ့ပြန်ရတော့မှာပေါ့လို့ကြုံဝါခဲ့ပါတယ်အဲဒီနောက်ဒေဝရကအစာတက်တက်မင်းသားထံသွားပြီးဖခင်ပြုသူကိုလှုပ်ကြံပြီးတော့နန်းတရံလှူစော်ခဲ့တယ် ဒီဥရကလည်းဖျားရှင်ကိုလှုပ်ကြံပြီးတော့တန်ခါအဖွဲ့စည်းကိုအုပ်ချုပ်ရန်စီစဉ်နေအစာတသက်မင်းသားကလည်းယုံကြည်ပြီးတော့သဘောတူခဲ့ပါတယ်အစာတသက်မင်းသားသည်ဓမြောင်ရလက်ကိုဝတ်ပြီးတော့ဗိမိသားမင်းကြီးကိုလှုပ်ကြံရန်ပြင်ဆင်နေတဲ့အချိန်မှာပဲအဆောင်များကဖမ်းမိသွားတယ်အဲဒီနောက်မူးပန်များကအစာတသက်မင်းသားကိုမင်းကြီးရှေ့မှောက်တွင်ခဲ့ပါတယ်မင်းကြီးကဆင်းမေးလိုက်တဲ့အခါမှာတော့မင်းလူချင်းရဲ့ကြံစည်မိကြောင်းရှောက်တင်လေတယ် ။မိမိသားအမင်းကြီးကလည်းတားတော်ရင်နန်းတက်လို့တဲ့ဆန္ဒကိုတိသွားတဲ့အခါမှာတော့ជីပူစွားနဲ့ပင်ထီးနှံကိုလွှဲအပ်ပေးခဲ့ပါတယ်။သို့တော့အစာတက်တဲ့မင်းသားနန်းတက်ပြီးတဲ့နောက်မှာတော့ဒေဝရက်ကမိမိသားအမင်းကနောက်ပိုင်းတွင်စိတ်ပြောင်းလဲနိုင်ကြောင်းနဲ့လှုပ်ချံတိကြောင်ကုန်းတိုက်ခဲ့ပါတယ်။ထားဆောင်အစာတသက်မင်းကစစ်သားများအားဖခင်ကိုဖမ်းဆီးပြီးတော့အစာရေစာဖြတ်တောင်းရန်အမိတ်ပေးခဲ့ကမိဖုရားမှလွှဲပြီးတော့မိသူမှဖခင်ကိုမတွေ့ရန်တားမြစ်ခဲ့ပါတယ် သူ့ပြင်မဲ့လေမိဖုရားကြီးကတော့နီလန်းမျိုးစုံနဲ့မိမိသားအမင်းကြီးထံသွားပြီးတော့အစာအစာများခိုးဝယ်ပို့ဆောင်ပေးခဲ့ပါတယ်။နောက်ဆုံးတွင်အစာတသက်မင်းသည်မိခင်ကိုလည်းမိမိသားအမင်းကြီးထံမသွားရန်အမိန့်ပေးခဲ့ပါတယ်။မိမိသားအမင်းကြီးသည်အစာရေစာမရှိပေမဲ့လို့တရားမချင်းဖြစ်အေဂျင့်စာနေထိုင်နေခဲ့ပါတယ်။အစာတသက်မင်းကဒီအကြောင်းကိုသိသွားတဲ့အခါမှာတော့မိုးမမြအားဖခင်ရဲ့ခြေထောက်ကိုခွဲပြီးတော့စားသိမ့်ရန်အမိန့်ပေးခဲ့ပါတယ်။ နောက်ဆုံးတွင်နှိမ့်ဆက်တဲ့ဝေဒနာနဲ့ပဲဗိမိတာမင်းကြီးကွဲလွန်တော်မူလေတယ်။အဲ့ဒီအခါမှာတော့ဒေဝရက်က"အိုးအသိမင်းသားမစိုးရင်လေတင်းရဲ့ခမဲတော်ကိုတင်ကိုယ်တိုင်မတတ်ဘူးဆိုရင်တင်းမှာအပြစ်မရှိပါဘူး။တတဲ့သူမှလည်းအပြစ်မရှိဘူး။အဓိကတရားံပြုတဲ့ဓမ္မသာအပြစ်ထိုက်ပေးတယ်"လို့ဒိဋ္ဌိစကားကိုဆိုကအယူမှစေခဲ့ပါတယ်။အဲ့ဒီနောက်ဒေဝရက်ဟာလည်းမြတ်စွာဘုရားရှင်အားလှုပ်ချန်ရတဲ့အတွက်မြတ်ပြည်သမားကိုစေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့လို့ညာပြေသမားကတော့ဖះရှင်ရဲ့တရားတော်ကိုနားကြားရပြီးနောက်မှာတော့ကျုံကြည်သက်ဝင်သွားပြီးတော့ဖះရှင်ကိုကိုးကွယ်စည်းကပ်သွားပါတယ်။ဒီအစီအစဉ်ပြတ်သွားတဲ့အခါမှာတော့ဒီရက်ကဖះရှင်အားသူကိုယ်တိုင်လှုပ်ချင်ရင်ဆုံးဖြတ်လိုက်လေတယ်။တနေ့မှာတော့ဖះရှင်ကကိစ္စကုတ်တောင်ချီတွင်ဇင်းငင်လျှောက်တော်မူလျက်ရှိတယ်။ဒီရက်ကဒါကိုအခွင့်ကောင်းယူပြီးတော့ဖះရှင်ကိုကြိတ်ချင်ရင်ရည်ရွယ်ကကြောက်တုံးကြီးတစ်ခုကိုလိမ့်ချခဲ့တယ်။ ဒါပေမဲ့လို့ကြောက်တုံးကြီးကတော့တခြားဘက်ကိုလဲထွက်သွားပြီးတော့ကွဲထွက်သွားကတန်အစိပိုင်းများကသာဖယားရှင်ရဲ့ခြေတော်ကိုထိမှန်ပြီးတော့သွေးစိမ့်တည်စီခဲ့ပါတယ်။နောက်တစ်နေ့တွင်ဖယားရှင်ကဒီရက်လောက်ကျန်တာကိုတည်တော်မူတာကြောင့်ဒီရက်ကိုခေါ်ကဆုံးမပေးမဲ့လို့ဒီရက်ကသူ့ရဲ့အာဃာတကြောင့်နားမဝင်ခဲ့ပါဘူး။ဒီရက်ဒီဒုတိယအကြံစီလဲမအောင်မြင်တာကြောင့်နောက်ဆုံးမှာတော့အလွန်ချမ်းကြုတ်တဲ့နာနာဂတိစင်ကိုအသုံးပြုရန်ကြံစီလေတော့တယ်။ အဲ့ဒီအချိန်ကရာဇဂျူပြည်မှာနာနာဂရီစင်ကအလွန်ကြမ်းတမ်းဆောင်ကြော်ကြားပါတယ်ဒီဝရတိရာဇဂျူမျိုးကိုတွားပြီးတော့စင်ထိန်ရလက်ထိုးကနာနန်ဂရီစင်ကိုပြင်းထန်သောအရက်၁၆ခွက်တိုက်ရန်ခိုင်းစေခဲ့တယ်။စင်မူးရလာတဲ့အခါမှာတော့စင်ရဲ့ခန္ဓာကိုယ်ကိုလှမ်းဖြည့်ထိုးစေပြီးတော့စင်ကိုနာကျင်စေကစိတ်ရိုင်းဝင်စေခဲ့တယ်။အဲဒီနောက်မြတ်စွာဘုရားဆုံးခံကြွားမိလမ်းပေါ်ကိုစင်ကိုစောင့်နေစေရန်စင်ထိန်ရပြောကြားခဲ့တယ်။ နောက်တနေ့တွင်ဖယားရှင်ရဲ့ယဟန်တော်များကရာစကြုံမြို့မှာစွန့်ငင်ကြွာလာတဲ့အချိန်မှာတော့စင်တိန်က နာနာဂတိစင်အားမြတ်စွာဘုရားရှောင်းလမ်းမဲ့လမ်းပေါ်သို့လွတ်လိုက်တယ်။နာနာဂတိစင်ကလည်းနမောင်းကိုထောင်းကနေရွယ်များကိုဖျန့်ချပြီးတော့အတန်ကုန်ဟစ်ကလမ်းတစ်လျှောက်ရှိအိမ်များနဲ့လူများကိုဖျက်ဆီးရင်ပြေးသွားခဲ့တယ်။အဲဒီနောက်အဝိမကြွာလာတဲ့မြတ်စွာဘုရားရှင်ထံဦးတည်ပြေးလာခဲ့တယ်။အဲ့ဒီအခါမှာတော့ယဟန်တော်များက အရှင်ဖုရားလူတို့ကိုအလွယ်တကူတက်ဖြတ်နိုင်တဲ့နာနာကိရိစင်ကြီးပြေးလာနေပါပြီအရှင်ဖုရားပြန်လဲတော်မူပါလို့သုံးချိန်တိုင်တိုင်ရှောက်ထားတော်မူတော်လေမြတ်စွာဘုရားကချက်သားတို့လာကြမကြောက်ကြပါနဲ့သူတပားရဲ့ကြိုးပမ်းမှုနဲ့ငါဖုရားရှင်ကိုအသက်ဆုံးရှုံးစေနိုင်သည်ကမဖြစ်နိုင်သောအကြောင်းတရားဖြစ်တယ်လို့အေးဆေးစွာမိန်တော်မူတယ်ဆင်းနီးကလာတဲ့အခါမှာတော့မြို့သူမြို့သားများကြောက်လန့်ကြအော်ဟစ်ကြတယ် ထိုစဉ်ခလေးငယ်တဦးကိုပွေ့ချီထားတဲ့မိခင်တဦးကနာနာဂတိစင်ကို မြင်ပြီးတော့ထိတ်လန့်ကခလေးကိုချထားပြီးထွက်ပြေးသွားတယ်။ဒါကြောင့်ခလေးငယ်ကကျဲတောင်စာငိုကြွေးနေခဲ့တယ်။အဲဒီနောက်မြတ်စွာဘုရားရှင်ကရတ်တော်မူလိုက်ပြီးနာနာဂတိစင်ဟာတာယာနာပြောဖွဲ့အတန်ပြစ်ခေါ်တော်မူလေတယ်။အိုးစစ်သားနာနာဂတိသူတို့ကငါ့ကိုဖမ်းဖို့အတွက်အရက်၁၆ကွက်တိုက်ကမူးယစ်စေခဲ့တယ်။အเจ้าမေဒုက္ခမပေးပါနဲ့ဒီကိုလာခဲ့ပါလို့ခေါ်တော်မူလေတယ်။ ဒီစကားကိုကြားတဲ့အခါမှာတော့နာနာဂရီစင်ကလည်းမြတ်စွာဘုရားထံပြေးလာတယ်။တကောအာနုဘော်ကြီးသောယဟန်တို့ကစင်ကိုနှိမ်နှင်းရန်တောင်းဆိုတော့လေဖုရားရှင်ကနာနာဂရီစင်ကိုနှိမ်နှင်းခြင်းသည်ငါဖုရားရဲ့တာဝန်သာဖြစ်တယ်လို့ပြန်လည်မိန့်တော်မူတယ်။အဲဒီအချိန်တွင်ဖုရားရှင်ရဲ့သစ္စာအရှိဆုံးနောက်လိုက်ဖြစ်တဲ့ရှင်အနာနာကဖုရားရှင်အစာသူ့ရဲ့အသက်ကိုဆွလို့မဲဟုတွေးလိုက်ပြီးတော့ရှေးကိုတက်လာခဲ့ပါတယ်။ ဒါကြောင့်ဖယားရှင်သည်ရှင်အာနန္ဒာအားသုံးကြိမ်တိုင်တိုင်တားမြစ်ခဲ့တော်လေရှင်အာနန္ဒာသည်နောက်ဆုံးရညင်းဆိုခဲ့ပါတယ်။အဲဒီနောက်ဖယားရှင်သည် နာနာဂတိစင်အားမြစ်တာတကူပြတော်မူလေတယ်။ဖယားရှင်ရဲ့မြစ်တာဆွမ်းအားကြောင့်နာနာဂတိစင်ရဲ့မူရင်မှုနဲ့ဒေါသစိတ်များကစတင်ငြိမ်သက်လာခဲ့ပါတယ်။ဒါကြောင့်စင်သည်ရက်တံသွားပြီးတော့မူရင်ချင်းမှလူကင်းလာကဖယားရှင်တန်သူဖြင်းင်းစွာချီကပ်လာပါတယ်။ ဖယားရှင်ကနာနာဂတိစင်ကိုတနာကျင်နာစွာပုတ်တက်တော်မူပြီးနောက်ချက်သားနာနာဂတိငါ့ကိုမကောင်းချမ်းမို့မယူရဲပါနဲ့။ငါဖယားအားအနေပြုသူတိုင်းသည်ဤဘဝမှာထွက်ခွာသွားသောအခါကောင်းသောဘုံဘဝသို့မရောက်ရှိနိုင်ပြီးကောင်းသောနေရာသို့သွားရလမ်းကိုဖန်တီးပါလို့မိန့်တော်မူခဲ့ပါတယ်။နာနာဂတိစင်ကငြိမ်သက်စွာနာခံနေတာကြောင့်ဖယားရှင်ကဆက်လက်မိန်ကြားလေတယ်။ချက်သားနာနာဂတိမိရတလိမ့်ဆန်ဖြစ်ပေမဲ့ဒီတစ်ချိန်ကဖယားနဲ့တွေ့ဆုံရတာဟာကြီးမားတဲ့ကံကောင်းခြင်းပါပဲ။ အခုအချိန်ကစပြီးအရင်အဆိုင်စိတ်အဝင်မခံပါနဲ့မြစ်တာကယူနာချပြီးတော့သာစိတ်ကိုပျော်ရွှင်အောင်ထားပါအဲ့ဒီအခါမင်းကွယ်လုံးတဲ့အခါကောင်းကင်ဘုံကိုသေချာပေါက်ရောက်လိမ့်မယ်လို့မိန့်တော်မူပါတယ်မြတ်စွာဘုရားရှင်ရဲ့မြစ်တာကယူနာကြောင့်နာနာဂတိရဲ့စိတ်ကပျော်ရွှင်မှုတွေနဲ့ပြည့်နှက်သွားပါတယ်ဒါကြောင့်နာနာဂတိစင်ဟာအပြည့်ပြည့်မင်းသလိုအော်ဟစ်ပြီးတော့သူ့ရဲ့နှမောင်းနဲ့ဘုရားရှင်ရဲ့ခြေတော်အဆုံးကိုပုတ်သက်ခဲ့ပါတယ်အဲ့ဒီနောက်သူနေထိုင်ရာစင်ဆောင်တို့ပြန်သွားခဲ့ပါတယ် အဲ့ဒီအခါမှာတော့နတ်တီဝါတို့ကဖះရှင်ရဲ့တကူတော်ကိုမြင်ပြီးတော့ကောင်းငင်ရန်ကနေပန်းနံသားများကျဲချကပူဇော်ပါတာကြလေတယ်။ဘုရားဝင်ဇန်းများအရာနာနာဂရိစင်က နောင်အနာကမှာဖះစင်စီဖြစ်လာပြီးတော့အရိမတရဖះပွင့်ပြီးတဲ့နောက်နဝမမြောင်ဖះဖြစ်တဲ့တိတာဖះဖြစ်လာမယ်လို့ဆိုပါတယ်။ဒီမှာရင်ဖះရှင်ရဲ့တတိယမြောင်အောင်ခြင်းဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီအဖြစ်ပြက်ကိုမူးမှန်များကအစာတသက်မင်းကြီးအားရှောက်ထားကြရာအစာတသက်မင်းကြီးကဒီဖြစ်ရက်ကိုနားထောင်ပြီးတော့မိမိကိုယ်ကိုပြန်သုံးသက်ကမြတ်စွာဘုရားကိုကိုးကွယ်လာပါတယ်။ဒါကြောင့်ဒေဝရက်ကအရင်ကရရှိခဲ့တဲ့ပစ္စည်းဥစ္စာနဲ့ပူဇော်ပါသာမှုများကလည်းအလွန်ရော့နေသွားပါတော့တယ်။ဒါပေမဲ့လို့ဒေဝရက်ကတော့အရှုံးမပေးဘဲနဲ့သူ့နောက်လိုက်ဖြစ်တဲ့အရှင်ကောကလီကနဲ့ပူပေါင်းပြီးတော့တန်ခါအဖွဲစည်းကိုတင်ခွဲရန်ကြံစီခဲ့ပါတယ်။ ဒေဝရကယဟန်ဝိကာစာယဟန်900ကိုသူဦးဆောင်တဲ့တန်ခါအဖွဲ့စည်းတဲ့ဝင်ရန်လှုပ်ဆောင်ခဲ့ပါတယ်။ဖျားရှင်ကသူသည်ကြီးလေးသောကံဖြစ်တဲ့အနန္တရိယကံကျိုးလွန်ခဲ့ကြောင်းဆုံးမခဲ့တော့လေဒေဝရကမနာခံခဲ့ပါဘူး။တနည်းတွင်မြတ်စွာဘုရားကအရှင်သာရိပုတ္တရာနဲ့ရှင်မောကလန်ကျိုးအားထိုယဟန်900ကိုပြန်လည်ခေါ်ဆောင်ရန်ဆေးလုပ်ခဲ့ပါတယ်။တပည့်ကြီးနှစ်ပါးတရားဟောကြားပြီးနောက်မှာတော့ထိုယဟန်900ဟာလေယဟန်နာဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်ယဟန္တာတို့ကလည်းဗုဒ္ဓကျောင်းတော်သူဇံပြစ်ပြန်တန်း၍ပြန်လာခဲ့ကြတယ်။ဒီအချိန်တွင်အိပ်ပျော်နေတဲ့ဒီဝရနိုးလာခဲ့ပြီးတော့သူ့ရဲ့နောက်လိုက်များအားလုံးပျောက်ဆုံးနေတာကိုတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်ဒီဝရကရှင်ကောဂါလီကနဲ့ရံဖြစ်ခဲ့တယ်။ကောကလိကကလည်းအခသာဝကနှစ်ပါးကယဟန်အလုံးကိုပြန်လဲခေါ်ဆောင်သွားတာကြောင့်ဒေါသထွက်ပြီးတော့ဒေဝရရဲ့ရင်ဘက်ကိုထိုးနှက်လိုက်လေတော့တယ်။အဲဒီအခါမှာတော့ဒေဝရကသွေးရံခဲ့ပြီးတော့တန်ရာရကကိုလာကြဖျားနာခဲ့ပါတယ်။ နောက်ဆုံးတွင်ဒေဝရက်ကဖះရှင်ရဲ့မြေသားကိုအမတ်ရပြီးတော့ဖះရှင်အပေါ်၌မကောင်းတဲ့အကြံစီများပျောက်ွယ်သွားခဲ့လေတယ်။ဒါကြောင့်ဒေဝရက်ကကျန်ရှိရဲ့နောက်လိုက်အနေငယ်ဟာမြေသားဖះရှင်ထဲပို့ဆောင်ပေးရန်တောင်းဆိုခဲ့ပြီးတော့ဖះရှင်ကဝင်းချတောင်းပန်ခြင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ဖះရှင်ကရာစကြိုပြည်ကနေတာဝတိပြည်ကိုကြွချီသွားတယ်လို့ကြားသိရတာကြောင့်ဒေဝရက်တို့အဖွဲ့ကတာဝတိပြည်ကိုလိုက်သွားရလေတော့တယ်။ ရှင်အာနန္ဒာသည်ဒေဝရလာနေကြောင်းသိတော်မူတဲ့အခါမှာတော့ဖုရားရှင်ကအတိပေးခဲ့ပါတယ်။ဖုရားရှင်ကလည်းဒေဝရသည် ဖုရားရှင်ကိုနောက်တစ်ချိန်တွေ့ခွင့်ရတော့မှမဟုတ်ကြောင်းမိန့်တော်မူခဲ့ပါတယ်။ဒေဝရနောက်လိုက်များကဇတဝင်ကျောင်းတော်အနိရှိဘရုံမကန်သို့ရောက်တဲ့အခါမှာတော့ခရီးပန်းလာတာကြောင့်ရေချိုးလိုသောဆန္ဒဖြစ်ပေါ်လာခဲ့တယ်။ဒါကြောင့်ထန်းစင်ကိုချလိုက်ပြီးတော့ရေကန်ထဲကိုရေချိုးဝင်ဆင်းသွားခဲ့ကြတယ်။ ဒေဝရဟာလည်းဖះရှင်ကိုမတွေးမီကိုလက်တန့်စင်သင့်တယ်လို့တွေးပြီးတော့ထန်းစီဘောကနေစင်းခဲ့ပါတယ်။ဒေဝရမြေပြင်ပေါ်သို့ခြေချလိုက်တာနဲ့တပြိုင်နက်မြေကြီးကကွက်အပ်သွားပြီးတော့မြေမျိုးလေးပါတော့တယ်။ဒေဝရသည်မြေကြီးထဲနင်းမြုပ်နေတဲ့အချိန်မှာသူ့ရဲ့ပြင်းထန်တဲ့ဝေဒနာနဲ့စိတ်ထဲကထွက်ပေါ်လာတဲ့နောင်နာတရားကြောင့်တကူတော့အနန္နာရှိသောမြတ်စွာဘုရားရှင်ကိုကိုကိုရအဖြစ်ဖြစ်စီးကပ်ပူဇော်ပါ၏လို့ရည်မှန်းတိုင်နေသွားပါတယ်။အဲဒီနောက်ဒေဝရကအဝိစိငရဲ့ကိုကြားသွားပါလေတော့တယ်။ နောက်တစ်နေ့တွင်ရာစကြိုပြည်ဝေလူရင်ကျောင်းတော်မှာရဟန်းတော်များစုဝေးရောက်ရှိလာခဲ့ပြီးတော့ဒေဝရက်အကြောင်းကိုစကားသမီးပြောဆိုနေကြလေတယ်။အမလီဒေဝရက်ကြီးဟာဖယားရှင်ကိုတတ်ဖို့ကြိုးစားတယ်။တန်ဃာတွေကိုတင်းကွဲအောင်လုပ်တယ်။သူကတကူးရှိရဲ့သားနဲ့မြေမျိုးပြီးအဝေးစီငရေကြားခဲ့တယ်။ဒါကြောင့်သူ့အနာဂတ်ဘလို့မှကောင်းတော့မှမဟုတ်ဘူးလို့ရဟန်းတွေကစိုးရင်တကြီးပြောကြတယ်။အဲ့ဒီအချိန်မှာဖယားရှင်ရောက်လာပြီးတော့ရဟန်းတွေရဲ့စကားကိုကြားသိတော်မူတယ်။ဖယားရှင်ကပြုံးပြီးမိန်တော်မူတယ်။စတယဟန်းတို့ ဂျေဝရက်သည်အလွန်ကြီးလေးသော အကုသိုလ်ကံကို ပြုခဲ့တော်လေသူသည်ယခင်ဘဝကပြစ်စိကဗုဒ္ဓတို့အားလှူဒန်းခဲ့သော ကုသိုလ်ကံဟောင်းနေမြေမျိုးနေစဉ်ဖျားရှင်ကိုနောက်ဆုံးဥညွန်တိုင်နေသွားတဲ့ကုသိုလ်ကြောင့်သူဟာအဝိစိငရဲမှကဘာတသိန်းလုံးလုံးဒုက္ခခံပြီးနောက်မှာတော့လွတ်မြောက်လာပါလိမ့်မယ်ဒီဝရဟာနောက်တစ်ချိန်မှာအထီးတရားလိုအမည်ရတဲ့ပြစ်စိကဗုဒ္ဓအဖြစ်ကျွတ်တန်းဝင်ပါလိမ့်မယ်လို့ကြားသိပြီးတော့မူခဲ့ပါဗျ ဇလန်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးပေးမယ်လို့ဆက်လက်ပြီးတော့ပြစ္စည်းကဗုဒ္ဓအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကျမတို့ရဲ့အတုမရှိမြတ်စွာဘုရားဖြစ်ဖို့ဆိုရင်အ ਨੇ ဆုံး၄သိင်ချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ရပါတယ်။ဒါပေမဲ့လို့ပြစ္စည်းကဗုဒ္ဓဖြစ်ဖို့ဆိုရင်နှိအသိချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ရပါတယ်။နောက်တစ်ခြားကတော့ဘုရားရှင်ကဆရာမရှိဘဲနဲ့သစ္စာလေးပါးမြတ်တရားကိုကိုယ်ကိုယ်တိုင်သိပြီးတော့တခြားလူတွေကိုလည်းပြန်လဲဟောကြားနိုင်ပါတယ်။ ဒါပေမဲ့လို့ပြစ်စစ်ကဗုဒ္ဓကတော့ဆရာမရှိပဲတစ္ဆာလေးပါမြတ်တရားကိုကိုကိုယ်တိုင်သိပေမဲ့လို့တခြားလူတွေကိုပြန်လဲဟောမကြားနိုင်ပါဘူး။နောက်တစ်ချက်ကတော့ဖယားရှင်ဟာသာသနာလုံးဝကွယ်ပြောက်တဲ့အချိန်မှာပွင့်ပြီးတော့တဆူလေးပွင့်ပါတယ်။ဒါပေမဲ့လို့ပြစ်စစ်ကဗုဒ္ဓကတော့တပြိုင်နက်900လဲပွင့်နိုင်တယ်လို့အထက်ပို့ပြီးတော့လဲပွင့်နိုင်ပါတယ်။နောက်တစ်ချက်ကတော့ပြစ်စစ်ကဗုဒ္ဓကဖယားမပွင့်တဲ့အချိန်မှာပွင့်ပြီးတော့ဖယားနဲ့စုံပြီးပွင့်လို့မရှိပါဘူး။ ဒါကြောင့်ပြစ္ဆေကဗုဒ္ဓကဖျားမဟုတ်ပါဘူး။တချို့လူတွေကတော့ပြစ္ဆေကဗုဒ္ဓကိုဖျားငယ်လို့ခေါ်တွင်ကြပါတယ်။ဒါကတော့ပြစ္ဆေကဗုဒ္ဓအကြောင်းပါ။ဒီနေ့ဇလန်လေးကတော့ဒီလောက်ပါပဲ။နောက်ဇလန်လေးတွေတင်ရင်လည်းသိရအောင်လို့ YouTube Channel လေးကို Like Subscribe လုပ်ထားပေးကြပါဦးနော်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။